်မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချောင်းမှုဦးစီးဌာနကနေအော်တိုဝါလာ28ရက်ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရာပင်ကလားပင်လယ်ရောအရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နေသောအာကောင်သောမုန်တိုင်းတွေသည်အနောက်နောက်မြောက်ဘက်သို့ရေရှားခဲ့ပြီးပုံမူအာကောင်လာကပင်ကလားပင်လယ်ရောအနောက်တောင်ပိုင်းတွင်ဆိုက်ကလုန်းမုန်တိုင်းမွန်တာဖြစ်သို့ရောက်ရှိခဲ့ပါသည် အဆိုပါဆိုက်ကလုန်းမုန်တိုင်းမှန်ထားသည်မြန်မာနိုင်ငံကုကူချုံမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်485မိုင်ခန့်အိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်330မိုင်ခန့်ကာကီနာတာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်350မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းမှထသည့်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်၍ရှားနိုင်ပြီး28ရက်စေလ2025ရက်နေ့တွင်အာကောင်းသောဆိုင်ကလုန်းမုန်တိုင်းဖြစ်သူရောက်ရှိနိုင်က၎င်းနေညပိုင်းတွင်အင်ဒရာပရာဒေ့ရှ်ကမ်းခြေကိုဖြတ်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်အနည်းငယ်မှတိမ်အထင်အထင်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်တွင်တိမ်ထူထပ်နေပါမည်။ ဒီကနေ့ညနေထိခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်နေရာကျကျကျန်တိုင်းဒေသကြီးနဲ့ပြည်내တို့တွင်နေရာကွက်ကြားမူထစ်ချုံရပါမယ်။ရွာရံရံုံပြည့်ဖြစ်ပါတယ်။မြမပင်လေပြည်တွင်မြဝချုံပေါ်ရခိုင်ကဲရင်တခြားနယ်ကမ်းလွန်ပင်လေပြည်တို့တွင်တခါတည်းမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြင်းလေသည်တနအိုင်လေမိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်။ ။လိုင်းမြစ်မှာမြို့ဝကျွန်းပေါ်ရခိုင်ကမ်းရင်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ကိုးပေမှဆက်တပီကရှိနေပါသည်။ကျန်မြမပင်လယ်ပြင်တွင်လိုင်းတင်တင်ရှိပါမည်။လိုင်းမြစ်မှာမုတ်တမခွေမွန်တင်းနေကန်ရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်၆ပေမှ၈ပေကရှိနိုင်ပါတယ်။နောက်တစ်ရက်ခံမှန်းချက်ကတော့ AR တိုင်းဒေသကြီးတင်းနေတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျမှနေရာစစ်စစ်မုတ်ထီချုံရနိုင်ပါတယ်။ နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခမ်းမန်းစကားတော့နေရာကွက်ကြားမိုးထစ်ချုံရွာတိုင်းပါတယ်ရွာရံလုံး60ဖြစ်ပါရဲ့ရှင်